အားလုံးပဲမြင်ရပါမိချင်းစီရဲ့အဖန်ရဲ့အမှုပညာလက်ရာစီကလေးကိုကျွန်တော်တို့ပြန်လဲဆုံတွေ့ကြရပြန်ပါလိမ့်မယ်နော်ဆိုတော့ message လေးတွေကျွန်တော်ကတော့ဆရာညာရမက်ပဲဖြစ်ပါတယ်အဲဒီနေ့ကျွန်တော်မင်္ဂလာပါထမံတင်ဆက်ပေးနေတာကတော့ကိုစန်းကျော်စွာဝင်းရေးသားထားသောအုတ်နေရန်ကိုပြီးဆောင်နေဆိုတာခေါင်းမာလို့မဟုတ်ဘူးအသေးနာလို့ပါဆိုတော့ စာတပုတ်ပဲဖြစ်ပါတယ်။နားဆင်ကြပါစို့ခင်ဗျာ။အုတ်နေရန်ကိုပြေးဆောင်နေဆိုတာခေါင်းမာလို့မဟုတ်ဘူးအသေးနာလို့ပါ။အာနာရှင်ဆိုတာအရှင်မထွက်ဘူးတဲ့။အမေမာလို့ရှ िख င်လေးစားမှုနဲ့ခေါ်တဲ့လူရုတော်အမပြောခဲ့တယ်။အာကုတော်ရိအာဓမရိတပွေတပိုင်းနဲ့အာနာရှင်စနစ်တိုင်းအသက်ရှင်ရဲ့ဇမသိမ့်ဘူး။ကမ္ဘာသမိုင်းမှာလဲဟစ်တလာ၊မူဆိုလီနီ၊စတာလင်၊ဂဒါဗီ အစရှိသောအာနာရှင်တွေအများကြီးပေါ်ထွက်ခဲ့တာပဲအာနာရှင်စနစ်နဲ့အုပ်ချုပ်တဲ့တိုင်းပြည်တိုင်းမှာပြည်သူတွေအတွက်ကောင်းကျိုးနေတယ်စိုးကျိုးတွေပဲပုံများတယ်တမိုင်းကို ရှေ့ရပြန်ခံကြည့်ရင်သိမှာပါဖက်စစ်တပါတီစနစ်နာစီအာနာရှင်စနစ်ဘယ်စနစ်များကောင်းခဲ့လဲအခုမြန်မာပြည်ရဲ့အနေအထားဟာဖက်စစ်နဲ့နာစီ ရောထွေးထားတဲ့စနစ်ဖြစ်တယ်အတင်းအာဓမလွတ်ယူမယ် ကောင်းထောင်သူအပြည့်ရှင်းမယ်ဆိုတဲ့စနစ်မျိုးဆိုပါတော့ပြည်သူအတွက်ပြည်သူမင်းနဲ့ရွေးလိုက်တဲ့ပြည်သူအစိုးရသာအလိုရှိတယ်။ကိုကိုအုပ်ချုပ်မဲ့လူကိုကိုယ်တိုင်ရွေးခွင့်ရှိရမယ်။လက်နဲ့အောင်ကိုနဲ့အနိုင်ကျင့်တာပြိဋ္ဌာန်စိတ်တတ်ပဲ။လက်နဲ့နဲ့ရှိန်ချောက်ယူတဲ့အာနာယူဆိုတာပြည်သူစီကမဲရထားတာမဟုတ်တော့ပြည်သူကိုလေးစားရခေါင်းမမသိဘူး။ပြည်သူအသက်အိုးအိမ်ကိုရှင်တကောင်တတ်တယ်လို့သဘောထားကြတယ်။ပြည်သူမြေယာဆိုလဲ သူတို့ပထွေးအမွေလိုကောက်သိမ်းလိုက်မှာပဲဒီအဖြစ်တွေသမိုင်းမှာအထင်ရှားရှိခဲ့ပါတယ်အဝေးကြီးထိပြန်ကြည့်စရာမလိုပါဘူးအခုမြန်မာစစ်တပ်အားကိုးနေတဲ့ရုရှားနိုင်ငံဆိုတာကဘာမှာအာဏာရှင်အများဆုံးထွက်ခဲ့တဲ့နိုင်ငံဖြစ်တယ်မက်ဝါဒီလက်ကင်ထားတဲ့လီနင်ဟာဒီမိုကရေစီကိုဖော်ဆောင်ခဲ့ပေမဲ့လီနင်ကွယ်လွန်ပြီးနောက်စတာလင်ဆိုတဲ့အာဏာရှင်ပေါ်ထွန်းခဲ့တယ်ရုရှားတပြည်လုံးငြင်းကြခဲ့တယ် ။လေသမားတွေကိုနှိပ်ဆက်အလေလက်တန်းစားပြည်သူတွေကိုနှိပ်ကွတင်။ဒါတွေမကဘူး။အလို့သမားလူတန်းစားကိုကျုံခိုင်းသောနွားလိုသဘောထားရတယ်။စတာလင်ရဲ့မွေးစားသားမာလင်ကော့ဘရက်စ်ညအင်ဒရိုပေါရှေးရင်ညင်ကိုနင်းနေနော်ရုရှားအာဏာရှင်မျိုးဆက်ကြီးလား။ရုရှားနဲ့တရုတ်ဆိုတာဆိုရှယ်လေးအမိခံထားပြီးသူတို့နဲ့တင်းမြတ်သူရာထူးရှိသူအခွင့်ထူးခံရတဲ့ဘျူရိုကရက်တစ်လူရန်စားစနစ်ပဲ။ ်ပြည်သူဘဝကိုလောကကြီးအုပ်တဲ့အရင်ရှင်စနစ်သာဖြစ်တယ်။အဲ့ဒီကောင်းတွေကိုကိုးကွယ်တဲ့တို့တက်မတော်ကရောဘယ်လန်းစင်လိုက်မယ်လို့ထင်ကြသလဲ။ငါညီငါညီမတို့ရေအမောင်ခစ်ကြီးကိုမှီခဲ့သူအဖေအမေတို့ကိုမေးကြည့်ကြ။စစ်အာဏာရှင်အောက်မှာအလုံးလုံးရတာတို့ကျုံကိုသူတို့ခိုင်းနှောလို့ဆက်ဆံခံရတယ်။အသက်ငယ်လေးပခုံးမှာအပွင့်ပိုင်းအပခေါ်ရ ခီမိုဖနက်တိုင်ပေးရတဲ့ဘဝကြီးမြင့်နေနိုင်ရဲ့လားပြန်စင်းစားကြလက်တလောအနေအထားရပြည်သူနဲ့ပြည်သူကြားတက်ရှို့တွေးခွဲမှုတွေရှိလာနိုင်တယ်မတွေးဝေကြပါနဲ့အခုအချိန်နေဟာတိုင်းပြည်စီးပွားရေးကိုတုံညအောက်ထိရောက်စေနိုင်မယ်တရားစီရင်ရေးဂျမ်းမာရေးယနေ့ဟာပြတ်ပြားနိုင်မယ်ဆိုတော့ငါတငယ်ချင်းစစ်သားကြီးကိုလည်းမှားစရာရှိသေးတယ် အတွင်မဲ့အာနာသည်တဏ္ဍမမလာပြည်သူထံမှလာပါသည်အာနာရှင်အုပ်ချုပ်သွားတဲ့အရင်ခင်များမှာယာရုကြီးပိုင်းများမှလွဲပြီးတက်မတော်တစ်ခုလုံးကောင်းစားခဲ့သလားတိုးတက်ခဲ့သလားပြန်စင်းစားပါပြည်သူစစ်သားတို့အာနာရှင်အုပ်ချုပ်မှုသည်လူမှုကောင်းစားရေးမဟုတ်လူတစုကောင်းစားရေးသာဖြစ်ပါသည်အာနာရှင်မျိုးဆက်နှစ်စုမှာဘသူတွေကောင်းစားနေလဲပြန်တွေးကြည့်ကြအောင် ထိတ်ပိုင်းကခေါင်းဆောင်တွေဟာအုတ်ချုပ်ရေးကိုဗန်းပြပြီး ကိုကြိုးချလို့ရှေပြက်လက်ပြက်တွေစာအုပ်ရောင်းစားခဲ့ရတာအငိမ့်စားတမတော်သားတွေကုမ္ပဏီညဆောင်ဖြစ်ခဲ့ရတာထိတ်တီးပိုင်းရဲ့အမျိုးအစွေတွေကောင်းချိုးအတွက်အင်မတန်ကုန်ပြောင်ခဲ့တဲ့တမတော်သမိုင်းအညစ်ပင်မခံကြပါနဲ့ပြည်သူနဲ့အတူပါဝင်ကြပါဒီစာရေးပြီးရင်ကျွန်တော်လည်းဘာဖြစ်မယ်လို့မသိနိုင်ဘူးမသိဘေးမဲ့လည်းရေးရမှာပဲအဖမ်းခံရမှာကြောက်ပေမဲ့ အမောင်ခင်မှလူဖြစ်ရမှာပိုကြောက်ပါတယ်။အုံဉဏ်ကိုပြေးဆောင်နေဆိုတာခေါင်းမှလို့မဟုတ်ဘူး။အသေးနာလို့ပါ။စမ်းကြုံဆောင်မင်း။ဟုတ်ကဲ့ဒီကြပြားထဲမှာပါတဲ့အတိုင်းပဲ။ကျွန်တော်တို့ CDM ညီကိုမွန်မရီကျွန်တော်အပါဝင်ပေါ့နော်။အားလုံးလည်းအုံဉဏ်ကိုပြေးဆောင်နေဆိုတာခေါင်းမှလို့မဟုတ်ပါဘူး။ကျွန်တော်တို့အသေးတွေနာနေလို့ပါ။